ကောင်းတဲ့ emotion ကျွန်တော်တို့ခန္ဓာကိုယ်မှာမရှိသင့်တဲ့ emotion တွေ၅ခုရှိတယ်မကောင်းတဲ့ emotion ၅ခုရှိတယ်ကောင်းတဲ့ emotion ဘယ်နှခုရှိရလဲ၅ခုရှိတယ်အဲ့တော့ပထမတစ်ခုကဘာလို့ခေါ်လဲဆိုရင်ဒေါသလို့ခေါ်ဒေါသတွေကောင်းလားမကောင်းလားဒေါသတွေမကောင်းပြီးဒုတိယတစ်ခုမကောင်းတဲ့ emotion တွေဘာလို့ခေါ်လဲဆိုတော့ဝမ်းနည်းမှုလို့ခေါ်ပထမတစ်ခုကဒေါသဒုတိယတစ်ခုကအဲ့တော့ anger sadness ပြီးကြောက်ရွံ့မှုလို့ခေါ်တယ် fear လို့ခေါ်တယ်ဘာလဲကြောက်ရွံ့မှုဘယ်နှခုရှိသွားလဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလဲဆိုမိမိကိုယ်ကိုမိမိတရားရောက်ကနေကိုယ်နာကျင်အောင်လုပ်လိုက်တဲ့ဟုတ်ဘာလဲ နာကျင်တယ်လို့ခံစားရတဲ့နာကျင်မှုနောက်တစ်ခုကကျောကိုကသူများကိုနာကျင်အောင်လှုပ်လိုက်လို့အပြစ်ရှိတယ်လို့ခံစား guilt ကိုခံစားပါလဲဆိုတော့အပြစ်ရှိတယ်လို့ခံစားတာဒါ guilt ဒီငါ့ကိုဒီကျွန်တော်ရဲ့ခန္ဓာကိုယ်မှာဒီကျွန်တော်ရဲ့စိတ်ထဲမှာဘာဖြစ်တဲ့အရာမရှိတဲ့နဲ့အရာရှိရင်ဘာဖြစ်လဲရှိရင်ကျမရဲ့ထင်တယ်အဲ့လောက်ပဲဒီနေရာမှာ scientifically ဒီဒီကြကြဘယ်ဟာရှိရင်ဘာဖြစ်လဲဆိုတော့ဒီဒီကြအကုန်ပြောလို့ရတယ်ဒါဒီမှာတော့ကျွန်တော်အဲ့လောက်ဒီအသေးစိတ်မသွားတော့ဘူးဒါတွေရှိနေကျွန်တော်တို့ဘာထိခိုက်လဲကျမရဲ့ထိခိုက်တယ်